အနည်းဆုံးဆုံး9ရောင်မရှိရင်ရွာတဲလို့မရပါဘူး။ရှေးလူကြီးတွေပြောတာကိုကြားဘူးတာပါ။ဆုံးဆိုတဲ့ရွာကိုမြို့မှာနေတဲ့သူတွေကတော့တိတ်ယုံကြည်မရှိပေမဲ့တောရွာမှာနေကြတဲ့သူတော်တော်များများကတော့အယုံကြည်ရှိကြပါတယ်။ဆုံးနေမှာဝင်းဝင်းဆုံးတဲ့ကာလအခြေအနေကြောင့်ဖြစ်လာတဲ့ဆုံးဆိုပြီးတော့ရှိပါတယ်။ဝင်းဝင်းဆုံးဆိုတာကတော့တည်ကြတဲ့အတိုင်းအတိတ်ဘဝကံနေကြောင်မွေးလာကလေးကပါလာပြီးသားပါ။ဒါပေမဲ့အဲ့ဓာတွေကတကယ်ဆရာကောင်းတမကောင်းနေတဲ့တွင်ဆွတ်လွတ်လို့ရပါတယ်။အခြေအနေကြောင့်ဖြစ်လာတဲ့ဆုံးဆိုတာကတော့မိမိရဲ့မိဘအဖွာသူမဟုတ် တယောက်ယောက်ကအမွေပေးခဲ့တဲ့သဘောမျိုးပါ တချို့ကဝင်းဝင်းလည်းမဟုတ်အမွေရတာလည်းမဟုတ်ပဲဆုံးဖြစ်တတ်ပါတယ်အကြောင်းကတော့ဓာကြီးလေးပါးတဲ့ကတေဇောဓာတ်ကြောင့်ပါပဲဒေါသတွေမောဟတွေလောဘတွေအများများလာရင်မိမိတောင်ကိုယ်တိုင်မသိလိုက်ပဲဆုံးတတ်ခံဖြစ်သွားနိုင်ပါတယ်အထူးသဖြင့်တော့မိန်ကလေးတွေပိုဖြစ်တတ်ပါတယ်မိန်ကလေးဆိုတာကမနာလိုစိတ်လောဘစိတ်ယောက်ျားတွေထက်ပိုများတတ်ပါတယ်အဲ့လိုဖြစ်တိုင်းမှာဆုံးချက်ခြင်းမဖြစ်ပါဘူးအဲ့ဒီမကောင်းတဲ့စိတ်တွေတဖြည်းဖြည်းကြီးထွားလာပြီးတော့အဆိုင်ခဲတစ်ခုလိုဖြစ်သွားတဲ့အချိန်မှာပါဆုံးနေရလူတွေနဲ့ပဲတောရွာမှာရောမြို့မှာပါရောနှောပြီးတော့နေတတ်ကြပါတယ်မိမိကဆုံးဆိုပြီးတော့လည်းဘယ်သူကမှမပြောကြပါ ါ။စုံတက်ခန့်ရှိတဲ့သူတွေကကိုယောင်ကိုယ်ဝမထဲဝါကြပါဘူး။စုံတက်ခန့်ရှိတဲ့မိန်းမတွေကလင်းယောက်ျားပေါ်မှာအယံနိုင်စားပါတယ်။မိမိလိုရာကိုလက်ပတ်နိုင်စွာလည်းရှိကြပါတယ်။ယောက်ျားကဖះတရားလိုက်စားပြီးတော့ဖုံးကန်ရမ်းမြင့်နေတော့လုံးလုံးမရပါဘူး။စုံတတော်များများရဲ့တူရာအချက်ကတော့အဲ့ဒီပညာကိုတတ်မိုးထားပြီးတော့လုံးဝမစွန့်လွတ်နိုင်တာပါပဲ။ဒါကလည်းကျွန်တော်လေးလာကြားပူခဲ့ရတဲ့လောက်စုံအကြောင်းလေးပါ။အခုလောလောဆယ်တော့ကျွန်တော်ပြောပြမဲ့ဇလံလေးကိုဆက်လိုက်ကြရအောင်များ။အခုဖြစ်ဖြစ်လေးရရောမြို့နယ်ရွာလေးတူရွာမှာဖြစ်ဖြစ်ခဲ့တာပါ။ဇလန်းစဒီလိုပါ ကျွန်တော်တို့ NGO ဖွဲ့စည်းဆိုတာကမြန်မာပြည်နဲ့တောက်လျှောက်ခီးနေနေရလေ။များသောအားဖြင့်တော့အစိုးရဖွဲ့စည်းတွေမသွားနိုင်တဲ့ဝေးလံခေါင်ပြားတဲ့ရွာတွေကိုသွားရတာများပါတယ်။ဒီတစ်ခေါက်ကျွန်တော်တို့တာဝန်ကျတဲ့မြို့လေးကရောပါ။ရောမြို့ဆိုရင်တော့တော်တော်များများသိကြပါတယ်။ရောလုံးကြီးကနာမည်ကြီးပါပဲ။ဒါပေမဲ့လည်းကျွန်တော်တို့နေရမယ့်နေရာကရောမြို့တွေတော့မဟုတ်ပါဘူး။မြို့ကနေတော်တော်ဝေးပါတယ်။လမ်းကျမ်းတွေကိုကြော်ပြပြပြီးတော့ဆိုင်ကယ်တစ်မျိုးလှေတစ်မျိုးနဲ့အဆင့်ဆင့်သွားရတဲ့ရွာကလေးပါ။အဲဒီရွာလေးမှာပဲကျွန်တော်တို့အခြေချပြီးတော့ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေကိုစတင်လှုပ်ဆောင်ခဲ့ကြပါတယ်။အားကြီးငါတို့ရွာထဲလျှောက်ကြည့်ရအောင်ကွာ။ အာကဆိုတာကကျောင်းထဲကကျွန်တော်အခင်ဆုံးတငယ်ချင်းပါ NGO တွေနဲ့ join တော့ကျွန်တော်နဲ့အတူဒီဖွဲ့လေးထဲမှာပါလာခဲ့တာပါတငယ်ချင်းနေရောက်ရွာထဲကိုရှောက်ကြည့်ရွာကနေကိုမိတ်ဆက်ပြီးတော့ရွာလယ်မှာငားထားတဲ့ကျွန်တော်တို့ရဲ့ယုံရှိရာအိမ်လေးစီကိုပြန်လာခဲ့ပါတယ် ကျွန်တော်တို့ဖွဲ့ကကျွန်တော်ပါဝင်အားလုံးပေါင်း၈ယောက်ပါယောက်ျားလေးက၅ယောက်မိန်းကလေးက၃ယောက်ပါအားလုံးကအကြောင်းမှလည်းလူတွေ practical တွေအမြဲလုပ်နေရတော့တိတ်ပြီးတော့မကြောက်ကြပါဘူးဒီနေ့မှာတော့ကျွန်တော်တို့ဖွဲ့ကိုရွာထဲကတိုင်းရင်ဆေးဆရာမတစ်ယောက်ကထမင်းဖိတ်ကျွေးပါတယ်စားကြကလေးတို့ရေအကြီးကကလေးတို့ဒီရွာရောက်နေတဲ့တရင်ကြတွေကထမင်းဖိတ်ကျွေးကျင်နေရအားရပါရစားကြနော်တို့တော်သူတောင်သားတွေကအဝစားမှကြိုက်ကြတာကွယ်စိတ်ချစိတ်ချကြည့်သားတို့ကအလားစားမှမဟုတ်အဝစားမှဗျာအကကတော့ငက်ကြီးကြနေပြန်ပါပြီသူငက်မယ်ဆိုရင်လည်းငက်ချင်စရာပါ ဟင်းနေရလုံးဝတေးကြကျင်စရာပါကြက်သားကာလာသားချက်ငပိရတို့စရာအချင်းစုံလို့ပါကဲကဲကလေးတို့အေးဆေးစားကြနော်နောက်ဖေးမှာအကြီးဆေးပင်လေးတွက်လန့်လိုက်အောင်မအရိယန်ဒီလည်းထွက်သွားရောကျွန်တော်တို့လည်းအားရပါရစားမယ်ပေါ့အာကာကြက်သားကာလာသားချက်ဆိုအရန်ကြိုက်ပါတယ်ကြက်သားကိုခတ်မယ်လို့လှုပ်လိုက်တဲ့ချိန်မှာပဲအမလီကျွန်တော်တို့တွေအားလုံးကလက်ဖြတ်ပြီးတော့ထမင်းစပွဲကထားခုံလိုက်မိပါတယ်။ပကံနဲ့ကကြက်သားတုံးကြီးကကြက်ဖြစ်ပြီးတော့တွန်နေရပါ။ကျွန်တော်တို့အားလုံးရဲ့အော်ဇန်ကိုကြတော့အန်ဒီကအိမ်မော်အပြေးလွှတ်တက်လာပြီးတော့ဘာဖြစ်လို့လဲကလေးတို့အကြီး အကြီးကျက်ကျက်ကထပြန်နေရဗျာအန်တီကြီးကပြုံးပြီးတော့ဘက်မလည်းမရှိပါဘူးကွယ်သားတို့အမြင်မားတာနေမှာပါကြည့်ကြည့်ပါအောင်ပကံနေဦးကျွန်တော်တို့ပြန်ကြည့်လိုက်တဲ့အချိန်မှာတော့ကျက်သားတော့မှာပဲကျက်မတော့မတွေ့ရတော့ပါဘူးကဲကဲပြန်စားကြလေထိုင်ထိုင် ကျွန်တော်တို့တွေကလည်းတယောက်မျက်နှာကိုတယောက်ကြည့်ပြီးတော့အားလုံးစိတ်ထဲမှာတော့တစ်ခုတော့တစ်ခုပဲလို့တွေးလိုက်မိပါတယ်။အကုန်လုံးမြင်တာဆိုတော့ဒါဟာအမြင်မှားတာတော့မဖြစ်နိုင်ပါဘူး။အဲ့ဒီနေ့ကထမင်းဝိုင်းလေးကတော့ဟန်မပြတ်ဆက်စားရပါမယ်။ကြက်သားပုဂံကိုတော့တယောက်မှမနိုင်ကြတော့ပါဘူး။အဲ့ဒါနဲ့ကျွန်တော်တို့အိမ်ကိုပြန်ရောက်တော့ခေါင်းချင်းဆိုင်ဆွေးနွေးကြပါတယ်။ဒါနဲ့ကျွန်တော်တို့နှစ်အိမ်ကျော်မှာဦးအောင်ဆိုတဲ့လူကြီးတယောက်ရှိပါတယ်။သူကအသက်40ရွယ်လူပြိုကြီးပါ။အရက်အရန်တောက်လို့ကျွန်တော်တို့ကမနေတားနေရပါတယ်။ကျွန်တော်တို့နဲ့လည်းခင်ပါတယ်။သူမူလာပြီဆိုရင်တော့ဘာမှမသိတော့ပါဘူး။ ကျွန်တော်တို့ရဲ့ယုံကိုလာပြီးတော့ပြောချင်ရည်ပြောတော့တာပါပဲငယ်ချင်းအောင်အကြောင်းတွေရောတရဲတစီအကြောင်းတွေရောစုံလို့ပါအခုလဲကျွန်တော်တို့ဆွေးနွေးနေတော့အရက်ပလင်းကင်ပြီးတော့ရောက်လာခဲ့ပါတယ်ဟဲ့ကလေးတွေမင်းတို့တွေဒီနေ့ကြက်ပြန်ပွဲသွားကြည့်ခဲ့ကြရမလားဟမ်အဘအဘဘလို့သိနေရလဲသိတာပေါ့ကွာငါအကုန်သိအကုန်တက်ဗတ်အောင်နဲ့မှတ်ထားနော်မင်းတို့တွေလာတော့သူ့ဆက်ခွက်ပြောက်မှာကြောက်နေတာပေါ့ကွာเมนูเมนูเมนู ဘာကြီးအောင်တယောက်ကပြောချင်တာတွေပြောပြီးတော့ရေမောကထွက်သွားပါတော့တယ်ကျွန်တော်တို့ကလည်းအဲ့ဒီအချိန်ကြီးဘာမှနားမလည်သေးပါဘူးနောက်တနေ့ကျွန်တော်တို့ရဲ့စီကိုလူနာတယောက်ရောက်လာခဲ့ပါတယ်အဲ့ဒီလူနာကပူတယ်ပူတယ်ပဲပြောနေပါတယ်ယောဂဆန်းကြီးတော့လည်းထူးထူးခြားခြားဘာမှမပြပါဘူးအစားမရလားဆိုတော့လည်းလူနာပြောပုံရတော့အစားလည်းမမပါဘူးကျွန်တော်တို့ကလည်းဘာလို့လို့လောက်ရမှာမသိဆီယဝန်ပေါက်စားတွေဆိုတော့ရန်တန်းလည်းမလုပ်ရဲကြပါဘူးအဲ့ဒါနဲ့ပဲလူနာရှင်ကလည်းစိတ်တူပြီးတော့ကဲကဲဆီယမမေနုစီကိုပဲခေါ်သွားတော့လာလာဒီကလေးတွေဘာမှသိရမဟုတ်ဘူး နောက်နေအဲ့ဒီလူနာတက်တာသွားတယ်တဲ့ဆီယမမေနူဘာစေးတွေတိုက်တာလဲဆိုပြီးစုံစမ်းကြည့်တော့ရွက်ချောက်တဲ့ကျမတို့လည်းတော်တော်အံ့ဩသွားပါတယ်ဆီယမကတော်တော်စွမ်းမာလာပေါ့နောက်တနေ့အာကာနဲ့ကျွန်တော်ကဟိုဘက်ရွာတွေမှာဆေးလိုက်ကုပေးပြီးတော့ရွာကိုပြန်အချိန်အားညဆက်နှစ်နာရီကြော်နေခဲ့ပါပြီဟိုဘက်ရွာမှာပွဲရှိနေတာနဲ့ကျွန်တော်နဲ့အာကာကလည်းပွဲခဏဝင်ကြည့်နေတာကြောင့်အိမ်ပြန်ချင်းကနောက်ကျခဲ့ကြပါတယ်အာကာရေငါတို့ရွာထဲဝင်ဖို့တင်းညံ့ရဖြတ်ရအောင်မလားအေးလေငါလည်းမင်းကိုပြောသားပဲနောက်ကျပါမယ်ဆိုမင်းမဲ့ပွဲကြည့်ချင်တယ်ဆိုပြီးလုံနေတာ အဲ့လိုနဲ့မောင်းလာခဲ့ရင်လည်းကျွန်တော်တို့ဆိုင်ငယ်လေးကတင်းကျိုင်းသားရောက်မှာတော့အကဟိုမှာဟိုမှာဟိုဆရာမမလာရအေးဟုတ်မယ်ထင်တယ်ကွာ तू ကဒီချိန်ဘာလို့တင်းကျိုင်းနဲ့ကိုသွားနေလဲလာလာရအောင်ငါတို့သွားကြည့်ရအာကြောက်စရာကြီးကွာမကြည့်ချင်ပါဘူးမြေမြမောင်းမှာအကရဲ့ကျွန်တော်တို့ကလည်းအိမ်ပြန်ရောက်တော့ကြားတဲ့တရင်ကဘာကြီးအောင်ဆုံးမိတယ်မူးပြီးတော့ချောင်းနဲ့ပြုတ်ကြရေနစ်သေးတာတဲ့ကျွန်တော်တို့ရေတကယ်စိတ်မကောင်းဖြစ်ခဲ့ရပါတယ်ဘာကြီးအောင်ကတကောင်ကျွတ်ဆိုတော့အတုပနိုင်ကိစ္စတွေကိုရွာသားတွေနဲ့အတူ ျွန်တော်တို့ကလည်းဝိုင်းဝန်းကူညီပြီးတော့လုပ်ပေးကြရပါတယ်အဲလိုနဲ့ပဲရက်လည်မရောက်ခင်နှစ်ရက်လိုမှာပါကျွန်တော်တို့အုပ်စုကဟိုဘက်ရွာကိုလူနာသွားကြည့်ပြီးတော့အပြန်ဒီတခါတော့ရွာထဲမှာလူလဲတည်ထားတာဆိုတော့နှစ်ယောက်တည်းမသွားရတဲ့အကြောင်းဆိုင်ကယ်နှစ်စီးနဲ့လူလေးယောက်သွားခဲ့ကြပါတယ်တုံးစံတိုင်းတင်းချိုင်းကနေဖြတ်တော့ကျွန်တော်မကြည့်ဘူးလို့အတန်တန်ထိန်းထားတဲ့ကြားကနေတင်းချိုင်းထဲကိုကြည့်ပြအောင်ကြည့်လိုက်မိပါတယ်အမလီဟမ်ဟိုဆီယာမသပင်ဖားရိုင်းနဲ့အနောက်မှာဘာကြီးအောင်ကတောင်းတောင်းကြီးလျှောက်ပြီးတော့တင်းချိုင်းထဲဝင်သွားတယ် ကျွန်တော်လည်းမျက်လုံးကိုမိတ်ထားလိုက်ပြီးတော့တလန်းလုံးဖျားစာရွတ်လာခဲ့လိုက်ပါတယ်ကျန်တဲ့သူတွေကတော့ဘယ်သူမှမတွေ့ကြပါဘူးအဲ့ဒီသင်းချိုင်းသားမရောက်ခင်ကတည်းကဘယ်သူမှအဲ့ဒီဘက်ကိုလက်မကြည့်နဲ့လို့မှာထားကြတော့ဘယ်သူမှလည်းရှာရှည်ပြီးတော့လက်မကြည့်ကြပါဘူးကျွန်တော်သားရှာရှည်ပြီးလက်ကြည့်မိလို့ကိုပြစ်နဲ့ကိုမဘယ်သူမှလည်းမပြောပြတော့ပါဘူးဒီတစ်ခါကြုံရတာကတော့ရက်လက်မရောက်ခင်တရက်လိုမှာပါကျွန်တော်တို့ဖွဲ့တွေကယောက်ျားလေးတွေအိမ်ထဲကိုပြေးဝင်လာပြီးတော့ခြံတကားတွေပိတ်အိမ်တကားတွေပိတ်ဖះเจ้าဆောင်ကရေတွေယူတော့ဖះကိုဖင်တော်အောင်ရှစ်ခိုးပြီးတော့ဘာဖြစ်တာလဲလို့လည်းမေးလိုက်ရောငါတို့ရွာထဲမှာစစ်လိုက်ဝယ်ပြီးပြန်လာတာကွာ ဘာကြီးအောင်ရင်ရှိလဲရောက်ရောအုပ်စုလဲတောက်နာနဲ့ခြံထဲဝင်ကြည့်မယ်ဆိုပြီးဝင်ကြည့်တာဟာလုံးဝပတ်ပင်းတိုးတာကွာကုတ်ပြစ်မှာငုတ်တုတ်ကြီးထိုင်နေတာတကူလုံးကလည်းရေတွေရွှဲပြီးတော့မျက်လုံးကလည်းပြူးနေရပဲငါတို့ဘာပြောလဲသိလားအရက်တစ်လုံးလောက်ဝယ်ပေးပါလားတဲ့အဲ့ဒါငါတို့ရေအလုံးလဲငဲတန်ပါအောင်អော်ပြီးတော့တကြိုးတည်းပြေးလာတော့ ਆ ပဲနောက်နေ့ရက်စပြီးတော့ကျွန်တော်တို့ကလည်းသတိဝရိယနဲ့နေကြရပါတယ်ကိုကိစ္စမဟုတ်ရင်ဝင်မပါတော့ပါဘူး ။ဘာကြီးအောင်ကမကြုတ်ဘူးလို့လည်းပြောကြပါရယ်။ညာဘက်တွေမှာသူတည်ခဲ့တဲ့ချောင်းနှာမှာရက်ထိုင်တောက်နေတာတွေ့ကြရရတယ်။ကျွန်တော်စဉ်းစားတာအဲ့ဒီရက်တွေကဘယ်ကနေရလာခဲ့ရလဲ။နေကင်းမတ်မှာမတင်ကြတာနဲ့ကျွန်တော်အာကာရုကိုခေါ်ပြီးတော့ဘာကြီးအောင်ရဲ့မြေပုံလေးကိုတွက်ကြည့်ခဲ့ပါရယ်။ဘာကြီးအောင်ရဲ့မြေပုံနားမှာရက်ပလင်းကုန်တွေအများကြီးတွေ့ခဲ့ရပါရယ်။နောက်ပိုင်းမှာတော့တချို့လူတွေပြောတာကြားရတာတော့မေနူးကဘာကြီးအောင်ကိုမွေးထားတာတဲ့အရက်တွေလည်းသူ့ပဲတိုက်တာတဲ့ရွာတွေကတချို့လူတွေရဲ့ယောဂါတွေဆိုရင်လည်းသူ့ဘာသာသူအောက်လန်းနဲ့လှုပ်ပြီးတော့သူ့ဘာသာသူပြန်ကုတာတဲ့ ဆီယမမေနူကအစိမ့်တွေတော်တော်များများကိုလည်းမွေးထားတယ်တဲ့အရက်ပြောစကားပေါ့ကျွန်တော်တို့ကလည်းဘာမှဝင်မပါတော့ပါဘူးအချိန်တိုင်ရင်အဲ့ဒီရွာလေးကနေပြန်ရမယ့်သူတွေပါပဲကျွန်တော်တို့ပြန်တော့ရွာထိပ်တီကိုရွာသူရွာသားတွေလိုက်ပို့ကြပါတယ်မေနူဆိုတဲ့အတော်ကြီးကတော့ကျွန်တော်တို့ကိုနောက်တစ်ခါလမ်းကြုံလာလဲပါတဲ့စက်သားရင်ချက်ကျွေးမယ်တဲ့ကျွန်တော်တို့ကလည်းသွားလေးဖြည့်ပြပြီးတော့မချုံမချင်ပြုံးနေနဲ့ဘိုင်းမိုင်လမ်းလည်းမကြုံတော့ပါဘူးပေါ့ အဲ့ဒီချိန်ကစပြီးတော့အဲ့ဒီနယ်ဘက်ကိုလည်းပြန်သွားဖို့လည်းအစီအစဉ်မရှိတော့ပါဘူး။ဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီဗျ။ဇလန်လေးကိုစုံနေတိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့လူချင်းမျိုးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။မွေရည်ရည်သားသူကိုလည်းကာရဝပြုရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။